ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်ကိုစပါဒီတစ်ခေါက်မှာတော့ကျွန်တော်ဗာလင်မြို့ကြီးနှစ်ချမ်းကွဲဝါတဲ့အကြောင်းရယ်တတိယကဘာစစ်ဖြစ်လူနီနီအခြေအနေနဲ့ကြုံတွေ့လိုက်ရတဲ့ဖြစ်ရကိစ္စနေရာလေးကိုကျွန်တော်သွားလဲတော့အားဟာကိုအားလုံးကိုခေါ်ပြခြင်းနဲ့ဗျအခုချိန်မှာဘယ်လိုမျိုးကွဲပြဲကွဲပြောင်းသွားလဲဆိုတဲ့ဟာပေါ့နော် yeah အားလုံးကျွန်တော်နဲ့အတူလိုက်ပါစင်မျိုးကြည့်လိုက်အောင် let's go ဒီအကြောင်းတွေပြန်ပြောမယ်ဆိုရင်ကျွန်တော်တို့ဒုတိယကဘာစစ်ဘီးချိန်ကိုပြန်သွားမယ်ဗျ 1945ဩဂတ်14မှာဂျာမနီနာဇီတွေလက်နက်ချခဲ့တယ်လက်နက်ချပြီးတဲ့နောက်ပိုင်းမှာဂျာမနီနိုင်ငံကိုအုပ်ချုပ်ဖို့အတွက်တပတ်မဟာမိတ်တွေဖြစ်တဲ့ American British ပြင်သစ်နဲ့ Soviet တွေကစပြီးအုပ်ချုပ်တယ်အချိန်မှာဘာလင်မြို့ကိုနှစ်ချမ်းခွဲကြတယ်နှစ်ချမ်းခွဲတဲ့အချိန်မှာ Soviet Communist ကအရှေ့ဘာလင် American British ပြင်သစ်တို့က West ဘာလင်အနောက်ဘာလင်ပေါ့နော်အစပိုင်းမှာတော့အဆင်ပြေတယ်နောက်ပိုင်းမှာတော့သူတို့တွေနည်းနည်းလေး အပေါ်တိုင်မှုတွေဖြစ်လာကြတယ်။ American ပြစ်တရှပြင်သစ်အုပ်ချုပ်တဲ့ West Berlin မှာစစရရအဆင်ပြေပြီးတော့စီးပွားရေးတွေကောင်းတယ် ပြီးတော့နေထိုင်တဲ့ဟာလို့လက်ရှိတယ်ပေါ့နော်ဆိုတော့ west ဘက်ကလူချမ်းသာတွေပညာတတ်တွေအကုန်လုံးစုနေတဲ့နေရာပေါ့နော်လိုတိုရှင်ပြောရမယ်ဆိုလို့ရှိရင် east ကနေပြီးတော့ west ဘက်ကိုကူးကျင်တယ်ခိုးဝင်ကြတဲ့ဒီတန်ဆူးချိုးတွေဘာတွေအဲ့ဒါကြီးကြော်ပြီးတော့ဝင်ကြတာပေါ့နော်မိရင်တော့ဖန်ခံရတယ်ပြည်ထန်ချခံရတယ်နောက်ပိုင်း1961 August လ13မှာ Soviet Communist ဘက်ကအရှိတ်ဘာလဲဘက်ချမ်းကြီးတော့အုတ်တိုင်းခတ်ပစ်လိုက် အုတ်ရိုင်းနာကတဲ့လူတွေကိုပြတ်တက်ကြတယ်အုတ်ရိုင်းနာတော့ကတ်လို့မရဘူးအုတ်ရိုင်းရဲ့အရှေ့မှာဖုံးနေပါ යි ထက်ဆင်ကာထားတာကြီးပါရှိရောပေါ့နော်အဲ့ချိန်မှာကျွန်တော်ခုနကပြောတဲ့တတိယကဘာစစ်ဖြစ်လူနေနေအခြေအနေတစ်ခုတင်းမာသွားတဲ့နေရာရှိတယ်အဲ့ဒီနေရာကဘာလဲဆိုတော့ checkpoint charlie checkpoint charlie မှာဖြစ်ပျက်သွားတာဘယ်လိုလဲဆိုတော့ american တန်အမတ်အရာရှိ alan lightner ကသူက east berlin ဘက်ကိုအလုပ်ကိစ္စနဲ့သွားဖို့ ကိစ္စတစ်ခုပေါ်လာအချိန်မှာ East Berlin ဘက်ကအရှေ့ဘက်စစ်သားတွေကသူ့ကိုတားပြီးစစ်တယ်တားပြီးစစ်တယ်ဆိုတဲ့အချိန်နေမှာ American တန်အမတ်ရရှိနေတယ်လုံးဝစစ်ဆေးခွင့်မပြုဘူးဘာဖြစ်လို့လဲဆိုတော့မင်းတို့ကလက်ရှိအစိုးရမဟုတ်ဘူးမင်းတို့ရဲ့လက်ရှိအစိုးရဆိုဗီယက်မင်းတို့ကအရှေ့ဘက် East Germany စစ်သားတွေငါတို့စစ်ဆေးစစ်ဆေးခွင့်မရှိဘူးပေါ့နော်ရက် East Germany စစ်သားကဆိုဗီယက်ရဲ့လက်အောက်မှာဆိုပေမဲ့သူတို့ကတမင်တသက်ကိုဟိုဘောနော် အဆက်ဆေးမခံဘူးပေါ့နော်အဆက်ဆေးမခံဘူးဆိုတော့အခြေအနေမျိုးပေါ့နော်တည်တယ်မင်းတို့လူကြီးဘယ်သူလဲဆိုတာတည်ရဒါပေမဲ့ငါမင်းတို့ဆက်ဆေးလို့မရအောင်ဆိုတော့အခြေအနေမျိုးပေါ့နော်အဲအချိန်မှာ American စစ်သားဘက်ကစစ်ဘက်က US M48 တင်ကိုင်းထုတ်လာတယ်10စီးလောက်ပေါ့နော်ပြီးတော့ဟိုဘက်ကလည်းဟာမင်းတို့ကအဲ့လိုဆိုငါတို့လည်းဒီလိုပေါ့ဆိုပြီးတော့ T55 တန်ကားတွေထုတ်လာကြရတယ်။အဲ့ချိန်မှာမီတာ90နဲ့100ချားမှာတန်ကားတွေ stand off လောက်ကြရတယ်ပေါ့နော်။ ပြောပါဘောเนาะပြောရမယ်ဆိုလို့ရှင်စိတ်ရေပြတာဘောเนาะမင်းတို့ဘက်ကကြည်တရောက်ထွက်တာနဲ့ငါတို့ဘက်ကလည်းစားပြီဘောเนาะပြစ်ပြီဘောเนาะလှော်ပြီခတ်ပြီဘောเนาะအဲ့ဒီအချိန်တွေကဒီနိုင်ငံရေးပညာရှင်တွေသုံးသပ်ပုံရတတိယကဘာဆက် ဖြစ်လူနေဒီအမြင့်မားဆုံးအခြေအနေတစ်ခုပေါ့နော်အပွန်ထင်းပေါ့နော်အော်တိုဘာ29ကနေစဖြစ်တာအော်တိုဘာ28မိနစ်ထိ16နာရီလောက်ကြာသွားတယ်အဲ့ဒီနေရာမှာအဲ့ချိန်မှာ US ခေါင်းဆောင်ဖြစ်တဲ့ Washington Kennedy နဲ့ Soviet ခေါင်းဆောင် Moscow က um Khrushchev တို့ကညှိနှိုင်းတာပေါ့နော်အေးဟုတ်ပြီငါတို့ဒီလိုစစ်မဖြစ်ဘူးပေါ့နော်ဒီလိုအလုံးထင်းနေတဲ့နဲ့ပြန်လျှော့လိုက်တာပေါ့နော်။ရဲဆိုတော့ဆိုဗီယက်ဘက်ကနေပြီးတော့တင်ကတစီဆုပ်တယ်။ဒီ US ဘက်ကတင်ကားတစီဆုတ်တယ်တစီဒစင်းစီဆုတ်သွားတာပေါ့နော် နောက်ပိုင်းမှာကဒီအုတ်တိုင်းကိုဖြိုဖို့အတွက်အချိန်တွေဖြစ်လာတယ်အဲ့ဒီအချိန်တွေဖြစ်လာတဲ့အချိန်က1989နိုဝင်ဘာ9ရက်နေ့1999အောက်တိုဘာ3ရက်နေ့မှာတကယ်တရဝင် reunion day ဆိုပြီးတော့ဒီအားလုံးပေါ့နော်နိုင်ငံလုံးဟိုပေါင်းစည်းပြီးတော့စစ်စစ်လုံးလုံးနေဖို့ဆိုတဲ့အဲနေ့ရက်ဖြစ်လာတယ် ဒါကတော့ဂျာမနီကို e-site နဲ့ website နဲ့ခွဲတော့ကစရုပ်ထားတဲ့တတိုင်းရဲ့လက်ကျန်ပေါ့နော်သူ့ရဲ့အထူကအထူကလက်တထွာလာလို့ရှိအမြင်ရတယ်နည်းနည်းမြင်ပြီးကြရကထား ဒါကတော့ Eastside Gallery ဗျနိုင်ငံပေါင်း22နိုင်ငံနဲ့ artist ပေါင်း138ယောက်ပေါင်းဆွဲထားတာဒီဥဒတိုင်းကတော့ East Berlin နဲ့ West Berlin ကိုခွဲတော့ကကြံခဲ့တဲ့ဥဒတိုင်းပုံမှာအလှဆင်ထားတာပေါ့နော် ကမ္ဘာအကြီးဆုံး outdoor street အပြတာရနေရာတနေရာလည်းဖြစ်တယ်။ဥတတိုင်းကရှည်တယ်ဆိုတော့ကျွန်တော်အစအဆုံးရိုက်ထားတဲ့ artist တွေရဲ့အမှုပညာကိုကြည့်ကျင်နေဆိုကျွန်တော် YouTube channel link မှာတော့ကြည့်လို့ရတယ်။ကျွန်တော် YouTube channel link ကိုဒီ post ရဲ့ comment အောက်မှာမှန်ထားပေးမယ်ဗျ။တူကတော့ spree river ဘေးနားမှာရှိတယ်ဗျ။ spree မြစ်ပေါ့နော်။အဲ့ဘေးနားမှာရှိတယ်။

တင့်ကားတဲ့အပြိုင်ဆိုင် stand off လုပ်ခဲ့တဲ့နေရာပါเนาะလာရောက်လဲပတ်တဲ့လူတွေဒီလိုမျိုးဓာတ်ပုံရိုက်ဖို့အတွက်တန်းစီရတယ်ဗျကျွန်တော်လည်းတန်းစီခဲ့တယ်ဓာတ်ပုံတစ်ပုံနှစ်ပုံလောက်ရိုက်ခဲ့တယ် was a wonderful like that. Amazing, right? ဒါကတော့6ပိုင်းချာလီဘေးနားမှာရှိတဲ့မ ్యూ စီယံပြအခုမြင်နေရတဲ့အုတ်ခဲအပိုင်းစာတွေကတော့ဒီဘာလင်တတိုင်းကြီးရဲ့အုတ်ခဲအပိုင်းစာတွေသူတို့အမှတ်တရအနေနဲ့ပြန်ရောင်းထားတာပေါ့နော် ပြားလိုက်တဲ့အထွက်ပြီးကျွန်တော်တို့အိမ်ပြန်ချင်း၈နာရီ၉နာရီလောက်ထိကိုလာရောက်လေပတ်တဲ့လူတွေနဲ့စီကားနေတယ်ဗျပြီးတော့ကျွန်တော်တို့ရထားစီးပြီးတော့အိမ်ပြန်ခဲ့ကြရတယ်ကျွန်တော်ရဲ့တနေ့တာလေပတ်တဲ့ခီးအစီအစဉ်လေးကဒီလောက်ပါပဲအဆုံးနေ့ကြည့်ရှုပေးတဲ့လူအရောက်ချင်းစီတိုင်းကိုကျေးဇူးတင်နေခင်ဗျာပြီးတော့ကျွန်တော်ကို like share subscribe follow လုပ်ဖို့လည်းမပေးနဲ့ကျွန်တော်နောက်အစီအစဉ်တွေမှာဒေတာကောင်းတဲ့တင်ဆက်ပုံလေးနဲ့ပြန်လာခဲ့မယ်အားလုံး thank you bye bye